မြေကွက်တစ်ကွက်ရဲ့တန်ဖိုးကိုကျွန်တော်တို့ဘယ်အရာကဆုံးဖြတ်ပေးတာလဲလိုကေးရှင်းကောင်းတဲ့နေရာမျိုးဆိုတာဘယ်လိုမျိုးလဲဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိတ်ဆွေများကိုဒီဗီဒီယိုလေးမှာခြားပြပေးသွားမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဆိုတော့ကျွန်တော်ယခုလက်ရှိရောက်နေတဲ့နေရာကကျွန်တော်တို့ကပြင်ဦးလင်းမြို့ရဲ့ Cherry လမ်းမကြီးပေါ်မှာရောက်ရှိနေရပြီ location အနေထားရတော့ကျွန်တော်မိတ်ဆွေများကိုရှေ့မှာပြောခဲ့တဲ့အတိုင်းပြောစရာမလိုအောင်ကိုကျွန်တော်တို့ပြည်စုံတဲ့နေရာအနေထားလေးတစ်ခုပဲဗျအဲ့တော့ကျွန်တော်တို့ပောင်းဝင်းကျင်အနေထားကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကစားတောက်ဆိုင် လုပ်ငန်းတွေနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကအိမ်ဆောက်ပစ္စည်းလုပ်ငန်းတွေလုပ်ငန်းပေါင်းမြောင်များစွာဖွင့်လှစ်ထားတဲ့ကျွန်တော်တို့ location ကောင်းတဲ့နေရာလေးတစ်ခုဆိုပြီးတော့မှကျွန်တော်အနေနဲ့ပြောပြရစီဗျအဲ့တော့ကျွန်တော်တို့ကပြည်ဦးလင်မြို့ရဲ့မန္တလေးလမ်းရှူလမ်းမော်ကဈေးကွက်နဲ့ပြည်ဦးလင်မြို့ရဲ့ မြို့လေကဈေးကွက်နဲ့ကျွန်တော်ခုမိတ်ဆွေများကိုပြသနေတယ်ကျွန်တော်တို့ပြင်းလင်းမြို့ရဲ့ cherry လမ်းမပေါ်ကမြေကွက်ဒီအင်တာမကိုကျွန်တော်တို့ရောင်းကွက်ရှားပါတယ်ကျွန်တော်တို့ရောင်းကွက်ထွက်လာရင်လည်းကျွန်တော်တို့အနည်းနဲ့အမြန်သလိုကျွန်တော်တို့အယောင်းွယ်တဲ့တာကိုကျွန်တော်အနေနဲ့သတိထားမိပါတယ်အဲ့တော့ကျွန်တော်တို့ဒီရဲ့အဆောက်အဦးကသုံးထက်ခွဲအဆောက်အဦးဖြစ်နေပြီးတော့မှကျွန်တော်မိတ်ဆွေများကဘာလုပ်ငန်းတွေသုံးလို့ရလဲဆိုရင် ကျွန်တော်တို့က beauty salon လို့လုပ်ငန်းမျိုးကိုလည်းသုံးလို့ရမယ်။ရွှေဆိုင်လုပ်ငန်းလားဒါမှမဟုတ်ကျွန်တော်တို့ကအိမ်ဆောက်ပစ္စည်းလို့လုပ်ငန်းမျိုးလားကြိုက်တဲ့ခေါင်းစဉ်ကိုတက်လို့ရပါတယ်။ကျွန်တော်တို့ဒီရဲ့ပတ်ဝန်းကျင်အနေထားရ Cherry Llama ဆိုတာလူလုံးဝမပြတ်သော နေရာအနေထားတစ်ခုပါ။လမ်းအနေနဲ့ကလည်းကျယ်လွတ်မှုရှိတဲ့အတွက်အားသာချက်ရှိတဲ့အတွက်ကျွန်တော်မိတ်ဆွေများအင်တာမအဆင်ပြေပြီးသင်တဲ့မှာတယ်။ကျွန်တော်အစာအုပ်ဖွဲ့စည်းပုံအနေနဲ့ကအောက်ထပ်မှာကတော့ကျွန်တော်တို့အခန်း၃ခန်းကို ငားပေးထားတယ်ကျွန်တော်ဒုတိယရက်မှာကတော့ကျွန်တော်အခန်းနေနဲ့ master bedroom ၃ခန်းပါမယ် single room တစ်ခန်းဆိုတဲ့အတွက်စုစုပေါင်းကျွန်တော်တို့က၄ခန်းပါရှိမယ်ဗျဖျားခန်း area လေးပါတယ်ပြီးသွားရင်ကျွန်တော်တို့အပေါ်ဆုံးတက်မှာကတော့ဒီတန်းကျွန်တော်တို့ဖွဲ့စည်းထားတယ်ကျွန်တော်တို့အခန်းကျယ်နေနဲ့တစ်ခန်းပါရှိမယ် kitchen dining ရဲ့ area ပါမယ်ဟိုးရဲ့အပေါ်ဆုံးတက်မှာကတော့ကျွန်တော်တို့ slab ပြင်ရဲ့ area အနေထားလေးတစ်ခုပါကျွန်တော်တို့ဒီရဲ့ location ကိုခေါ်ထားတဲ့ဈေးနှုန်းတွေနဲ့ဟာ3000 နှစ်ထောင်ပဲခေါ်ထားပါတယ်မြေကျဲသည်ပေ40 50ကျဲလွတ်မှုရှိတယ်ဗျာကျွန်တော်ဒီရဲ့အဆောက်အဦနဲ့ location ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ master set interview ဆက်သွယ်ပေးပါကျွန်တော်ရဲ့ဒုံးသာနိုင်ပိုင်ရှင်နဲ့လည်းဓာတ်ရိုက်ဖြစ်ရမယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ထိတ်တိုက်စိတ်ကြိုက်ကျွန်တော်အနေနဲ့ဈေးစစ်လို့ရအောင်ဆောင်ရွက်ပေးပါမယ်အကျိုးဆောင်ကြီးများရှိခဲ့တယ်ဆိုရင်လည်းဆက်သွယ်ပေးပါခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်